ကဘာကြီးပြောက်ွယ်တဲ့အခါအနဲ့အောင်ဝတ်နက်ဖရာကြီးဟာကဘာမီကို ပြန်လည်ရရှိဖို့အတွက်ရေထဲကိုငုံရှုပ်ခဲ့ရတယ်ဒီလိုခက်ခဲကြမ်းတမ်းတဲ့တောင်ဝင်က အောင်မြင်ပါမလားမအောင်မြင်ပဲကြာဆုံးသွားလိမ့်မလားကဘာကြီးကိုကာဝယ်ပေးတဲ့ဝတ်နက်ဖရာရဲ့စိတ်လှရှာစရာစော်စားခန်းတွေကိုအခုဗီဒီယိုလေးမှာပြောပြပေးသွားမှာပဲဖြစ်ပါတယ် ျွန်တော်ရဲ့ channel ကိုကြိုက်နေတဲ့တည်းဆိုရင်တော့ like and subscribe လေးလုပ်ခဲ့ပေးလို့တောင်းဆိုအပ်ပါတယ်။ဟိုးရှိရှိတော့ကပေတသွန်းတဲ့ဗျာဟာမြစ်မုံတော်ကိုထိန်းထားဖို့အတွက်အေယာမလေးကြီးအတွင် ပြောင်းပြီးတော့နတ်ဗျာတွေနဲ့နတ်ဆိုးတွေကိုပင်လေကိုမွေးနောက်ရန်အကူအညီပေးခဲ့တဲ့သူ့ရဲ့အကူအညီကြောင့်နတ်တွေအလွန်နှစ်ချက်ရတဲ့အနိုင်ကိုအောင်မြင်စွာဖန်တီးနိုင်ခဲ့ပြီပါတော့တယ်။ဒီလိုကုညီယုံနဲ့မကသေးပဲအနိုင်ကို နဆိုးတွေမတော့ရသေးခင်နှစ်ဖရားတွေတောက်နိုင်အောင်မှကုညီပေးခဲ့တဲ့ကွယ်အဲ့လိုကုညီပေးပြီးချိန်မှာတော့ဘေတလုံးနှစ်ဖရားလဲမူလအတဲ့ကိုပြန်ဖန်ဆင်းပြီးသူ့ရဲ့နှစ်ပုံနှစ်တန်းကိုပြန်သွားလည်တဲ့ကွယ်မိမတော်ကိုထမ်းရတာပင်မလုံးလာတာကြောင့်ခဏနားယူအိပ်ဆက်လည်တဲ့ဘေတလုံးနှစ်ဖရားရဲ့နန်းနန်းတကားမှာတော့စိတ်ဓာတ်နဲ့တတ္တဆိုတဲ့တကားဆောင်နှစ်ယောက်ကစောက်ချက်နေပါတယ် အနားယူနေတဲ့နဖေအားကိုဘသူမှလာမနှောက်ရှက်နိုင်အောင်တေချာဆောက်ချက်ကြည့်ရှုနေတာပေါ့ကွယ်အဲ့အချိန်မှာပဲတိုက်တိုက်ဆိုင်ဆိုင်မြမကြီးရဲ့သားတော်လေးပါဖြစ်တဲ့ဒီပနန္ဒာတီလာနဲ့တိတ်တီတို့ကဗေဒနုနဖေအားနဲ့တွေ့ဆုံဖို့ရောက်လာကြတာပေါ့ကွယ်တကားသောညီကိုနှစ်ယောက်လည်းကလေးလေးလေးရောက်ကိုဝင်ဝင်မပေးခဲ့ကြဘူးပေါ့ကွယ်ဘာလို့လဲဆိုတော့တကားတော်နှစ်ယောက်ဟာသူတို့၄ယောက်ကဘသူတွေမှတိကျမသိလို့ဖြစ်တဲ့ ဒီလိုနဲ့ကလေးငယ်ငယ်လေးတွေကဘေတဇုံနဗျာရဲ့နန်းနန်းဆောင်နဲ့ဝင်ပြီးအယူသေးပေးခွင့်မရှိဘူးနဗျာနိုင်ုံနေတာကိုလာမနောက်ရှင်းတယ်လို့ပြောလိုက်လေတယ်တကယ်တမ်းတော့ဒီသားတော်လေးတွေကလွန်ခဲ့တဲ့နှစ်သန်းမောင်များစွာကလေးကရှိခဲ့တယ်ပြမကြီးရဲ့နှလုံးသားတွေကလည်းဝေးဖွားလာကြတဲ့သူတွေဖြစ်တာပေါ့ကွယ်ကလေးတွေလည်းတကားဆောင်နှုတ်ကိုသူတို့ကဘေတနုနဗျာကိုကြိုက်တဲ့အချိန်တွေ့လို့ရလို့ဆိုပြီးရှင်းပြပြီးတော့တကားဖွင့်ပေးဖို့ပြန်ပြောတာပေါ့ ဒါပေမဲ့လည်းတကားသောစိတ်ဓာတ်နဲ့တတတို့ကညှင်းဆူခဲ့ပါတယ်။သူတို့တွေဒီတကားကိုနှစ်ပေါင်းထောင်နဲ့ချီပြီးစောက်ရှောက်ခဲ့ပေမဲ့ဘယ်တလုံးနဲ့ဖျားကိုတွေ့ချင်တိုင်းတွေ့လို့ရတဲ့သူကိုတကားမှမမြင်ဘူးပါဘူးလို့ပြောပြီးအော်ဟေးရှီမောကြတာပေါ့ကွယ်။အဲ့လိုပြောခံနိုင်ရလို့မြမကြီးရဲ့ကားတော်လေးပါလဲတော်တော်လေးစိတ်ဆူးသွားကြတာပေါ့။ အဲ့ဒါကြောင့်တကားသောစိတ်ဓာတ်တဲ့တတကိုနတ်သက်ကြွေပြီးသုံးမဝတန်တိုင်းနှဆိုးတွေဖြစ်မွေးဖွားလာပါစေလို့ကြိတ်စာတိုက်လိုက်ပါတော့တယ်အဲ့လိုကြိတ်စာတိုက်ုံနဲ့မကြည်နဲ့သေးပဲပေဒရုန်တပည့်ကတတခံရပြီးတိတ်ဆုံးရပါစေလို့ကြိတ်စာထပ်မံခက်တိုက်လိုက်ပါတော့တယ်ကြိတ်စာတိုက်နေတဲ့နဲ့ရီမောတန်တွေကြောင့်ဆူညံလို့လို့ပေဒရုန်တပည့်ကလည်းဒိုးတာပြီးတကားစီကို လာကြည့်တာပေါ့ကွယ်သူရဲ့တကားဆောင်တွေကပြမကြီးရဲ့တားတော်ဒီဥပူ ဝင်ဖွင့်မပေးပဲရခိုင်သားတော်ကိုမြင်းပြီးတန်သွားလေတော့တယ်။ပေဒနုနတ်ဖျားလည်းမြမကြီးရဲ့တားတော်လေးပါးကိုနန်းနန်းဆောင်နဲ့အမြန်ဖိတ်ကော်ပြီးတောင်းမှစကားဆိုရတာပေါ့ကွယ်။တကားတော်တတတဲ့စိတ်တရို့ကိုလည်းသူတို့အမသူတို့တီးပြီးထိတ်လန့်သွားကြတာပေါ့။ဒါပေမဲ့လည်းဘာမှမတတ်နိုင်ပဲမြမကြီးရဲ့တားတော်လေးပြန်သွားတဲ့အချိန်ကြီးစောင့်နေခဲ့ရရှာတဲ့ကွယ်။ တော်လေးပါပြောင်းသွားတဲ့အချိန်မှာတော့တကားဆောင်နှစ်ဦးလည်းဘိဒလုံးနှစ်ပြားစီအမြင်အခါစားဝင်ပြီးမြမကြီးရဲ့တားတော်လေးတိုက်ခဲ့တဲ့ချိန်သာကိုပြန်ဖြတ်သိမ်းပေးဖို့အခုကြီးတောင်းခံကြတဲ့။ဒါပေမဲ့လည်းချိန်သာကပြင်လို့မရတော့ဘူးတဲ့ကွယ်။အဲ့ဒါနဲ့ပဲဘိဒလုံးနှစ်ပြားလည်းသူ့တို့နှစ်ဦးကိုနှက်ဆိုးတဲ့အဖြစ်ပြန်လဲမွေးဖွားလာစီရန်ကူညီခဲ့တဲ့။ပြီးရင်တော့ချိန်သာအတိုင်းတွားရောက်တက်ဖြတ်မှာဖြစ်တဲ့ကွယ်။ ဒီလိုဖြစ်မှသာသူတို့နှစ်ဦးလည်းကောင်းငင်ပုံမှာတကားဆောင်နေအဖြစ်ပြန်လည်မွေးဖွားနိုင်မှာဖြစ်တဲ့ကွယ်ဒီဖြစ်ဖြစ်ဖြစ်သွားပြီးတိတ်မကြခင်မှာတော့တကားဆောင်တို့ကလူပြည်မှာအေယာမှာဘလူးကြီးအဖြစ်ပြန်လည်မွေးဖွားလာခဲ့ပါတယ်အဲဘလူးကြီးကတရားကြံ့ကြံ့ပြီးနဗျာတီဝါရဲ့ကောင်းချီကိုပါရရှိသွားကလောကမှာရှိတဲ့အရာတိုင်းကို အနိုင်ဝိုင်းနဲ့စွန့်အားတွေပါရသွားလေတဲ့ကွယ်ဒါပေမဲ့လည်းစိုးရုပ်တဲ့အေယာမှာဘလူးကြီးတူဦးဖြစ်တာမို့ နတ်ဘုရားတိဝါရဲ့ကောင်းကြီးကိုကောင်းတဲ့နေရာမှာမသုံးဘဲသူ့ရဲ့ထူးခြားတဲ့အစွမ်းတွေနဲ့ကဘာကြီးကိုဗျံမလာဖြစ်စေခဲ့ပါတယ်။လူသားတွေရဲ့ကဘာမျိုးကိုစာရွက်လေးလျှက်လို့အလွယ်လက်ယူပြီးတော့သမုဒ္ဒရာအုပ်ကိုမြုပ်နှံခဲ့တဲ့ကွယ်။စိုးရုပ်တဲ့ဘလူကြီးကြောင့်ကဘာမျိုးကြီးတစ်ခုလုံးရေလွှမ်းမှုတဲ့ဒုက္ခကိုခံခဲ့ရတာပေါ့။အဲ့ဒါနဲ့ပဲဗေဒလုံးနတ်ဘုရားလည်းအေယာမဘလူကြီးကိုနှိမ်နေဖို့ကောင်းငင်ပုံကနေစဉ်သက်လာရပါတော့တယ်။ ်ဘယ်သူနာဘုရားကတော့ဝက်အဖြစ်အသွင်ပြောင်းခဲ့တဲ့ဝက်ခေါင်းတဲ့လူကိုရှိပြီးစိန်လုံးမာကျော်တဲ့အဆွေရင်းနဲ့တရေလိုထူတဲ့အသားရည်ရှိတဲ့ဝါတပိုင်းနဲ့တပိုင်းအေးရမှာတတဝါကြီးပေါ့ကွယ်ဘလူးကြီးသမုတ်တရားထဲမှာမြုပ်နှံထားတဲ့ကဘာမီကြီးကိုရှာပွေဖို့ဝက်နဲ့ဘုရားလဲသမုတ်တရားအုပ်ကိုမုတ်ရှိုးခဲရလေတယ်နောက်ဆုံးမှာတော့ဘလူးကြီးမြုပ်နှံလာတဲ့ကဘာမကြီးကို တွေ့ရှိခဲ့တာပေါ့ဝတ်နဲ့ပြားလဲသူ့ရဲ့စိန်သွားအဆွေရင်းနဲ့ ကပားမကြီးကိုတည်ဆောင်လာခဲ့ပါတယ်။အဲဒီအကြောင်းကိုအေယာမဘလူးကြီးတီးသွားတယ်ဒီလိုနဲ့ဝက်နတ်ဘရားကိုတားဆီးဖို့ဘလူးကြီးဟာရောက်လာခဲ့ပြီးရေလေကောင်မှာပြင်းထန်တဲ့တိုက်ပွဲတစ်ခုဖြစ်ပွားခဲ့ပါတယ်။အဲဒီတိုက်ပွဲကရှက်ပေါင်းများစွာကြာမြင့်ခဲ့တဲ့အရန်လဲပြင်းထန်တဲ့ကွယ်ဘလောက်တောင်ပြင်းထန်လဲဆိုရင် သမုတ်တရားတစ်ခုလုံးကိုလှုပ်ခတ်သွားစေတာပေါ့ကွယ်။နောက်ဆုံးမှာတော့ဘလူးကြီးကတိုက်ခိုက်နေတော့တတိလွတ်သွားပြီးရေထဲကိုလဲကျသွားတဲ့အထိတိုက်ခိုက်ခံခဲ့ရပါတယ်။ ဝမ်နပ်ပြားကြီးရဲ့ကြီးမားတဲ့စိန်သွားအဆွေတွေနဲ့ဝမ်မိုက်ကိုထိုးပေါက်ခံရပြီးအဲ့ဒီနေရာမှာပဲတေဆုံးသွားရှာတာပေါ့တပ်ပွဲပြီးဆုံးသွားချိန်မှာတော့ဝမ်နပ်ပြားလည်းသူ့ရဲ့စိတ်အဆွေတွေနဲ့ကဘာမကြီးကိုအောင်မြင်စွာစေယူနိုင်ခဲ့တာပေါ့ကွယ်ပြီးတာနဲ့လူသားကဘာကိုပုံမှန်အတိုင်းပြန်လည်ရောက်ရှိစေအောင်လှုပ်ဆောင်ပေးခဲ့တဲ့တဲ့ကွယ် သူ့တောင်းဝင်ပြပြချိန်မှာတော့ဝန်နဲ့ဘုရားကြီးလည်းဘိဗီလူနဘရားအတွင်ပြန်ပြောင်းပြီးတော့သူ့ရဲ့တန်တန်းဆောင်ကလည်းကဘာကြီးကိုစောင့်ကြည့်နေပြီးအခါဝယ်ပေးဖို့ပြန်သွားလေတော့တဲ့ကွယ်အခုချိန်မှာပေတနုန်တဘရားကကဘာကြီးကိုနဆိုးလီလက်ကနဲ့ကာကွယ်ပေးနေစေဖြစ်ပါသောတဲ့ကွယ်ပေါ်မီလေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီ။ကြည့်ရှုတဲ့သူတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိအပ်ပါတယ်။ နေ့ရက်တိုင်းမှာစိတ်ချမ်းသာခြင်း၊ကိုယ်ကိုချမ်းသာခြင်းတွေနဲ့ပြည့်စုံကြပါစေ။ကျွန်တော်နာမည်ခေစင်းပါ။